ဒီနေ့ခေတ်သတင်းတွေမှာယူကရိန်းနိုင်ငံကိုစစ်ပွဲတွေပြည်ပကတွေနဲ့ပဲတွဲမြေနေရပါတယ်။ဒါပေမဲ့ဥရောပရဲ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ယူကရိန်းဟာလွန်ခဲ့တဲ့နှစ်30ကျော်ကမှကမ္ဘာမြေပုံပေါ်မှာလွတ်လပ်တဲ့နိုင်ငံအဖြစ်တရားဝင်ယက်တီကွင်ရခဲ့တယ်ဆိုတာသင်သိပါသလား။တချိန်ကကမ္ဘာအင်အားအကြီးဆုံးဆိုဗီယက်ယူနီယံဆိုတဲ့အီယာမအင်ပါယာကြီးရဲ့အရေးပါဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တဲ့ယူကရိန်းဟာဘလို့အခြေအနေတွေကြောင့်ခွဲထွက်လာခဲ့ပါသလဲ။ ဒီနေ့ဗီဒီယိုမှာတော့ကပတ်သမိုင်းကိုပြောင်းလဲစေခဲ့တဲ့ယနေ့ရုရှားယူကရိန်းပြည်ပခရရဲ့အစပြိုးရလို့တော့ပြောလို့ရတယ်1992ခုနှစ်ဝန်းကျင်ကကြမာအလှည့်ပြောင်းတဲ့ကာလများကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်အောင်ဗျသမိုင်းကြောင်းကိုပြန်ကြည့်ရမယ်ဆိုရင်တော့ယူကရိန်းနဲ့ရုရှားတို့ရဲ့စစ်မြေအားတစ်ခုတည်းပါပဲလွန်ခဲ့တဲ့နှစ်တထောင်ကျော်900စုလောက်တုန်းက Kievan Rus လို့ခေါ်တဲ့ပထမဆုံး Slavic နိုင်ငံတော်ကြီးပေါ်ထွန်းခဲ့ပါတယ် ဒီနေ့ခေတ်ယူကရိန်းရဲ့မြို့တော် Kiev ဟာအဲ့ဒီနိုင်ငံတော်ကြီးရဲ့ယဉ်ကျေးမှုနဲ့နိုင်ငံရေးဗိုလ်ချုပ်မှဖြစ်ခဲ့ပါတယ်။ဒီနိုင်ငံတော်ကြီးကနေမြေဖြားခံပြီးရုရှား၊ယူကရိန်း၊ဘယ်လာရုလူမျိုးများဆင်းသက်လာကြတာဖြစ်ပါတယ်။ဒါပေမဲ့73ရာစုမွန်ဂိုရီဝင်ရောက်သိမ်းပိုက်တဲ့အခါမှာတော့ဒီနိုင်ငံတော်ကြီးကပြိုကွဲသွားခဲ့ပြီးယူကရိန်းနဲ့ရုရှားတို့ရဲ့ကံကြမ္မာဟာလည်းစတင်ကွဲပြားသွားခဲ့ပါတယ်။ အလဲပိုင်းရုရှားမြေပေါ်မှာမော်စကိုဆိုတဲ့နိုင်ငံသစ်ပေါ်ထွက်လာပြီးအင်အားစုစည်းနေကြချိန်ယူကရိန်းမြေအများစုကတော့ဥရောပဘက်နဲ့နှိစက်တဲ့ပိုလန်နဲ့လစ်တူရေးနီးယားတို့ရဲ့ဩဇာအောက်ကိုရောက်ရှိသွားခဲ့ရပါတယ်။ဒီလိုနိုင်ငံသားတွေရဲ့ဖိနှိပ်မှုတွေကြားထဲမှာပဲလွတ်လပ်မှုကိုမြင်လို့တဲ့ကော့ဆက်ဆိုတဲ့ယူကရိန်းစစ်တပ်တွေပေါ်ပေါက်လာခဲ့ပါတယ်။သူတို့ကပိုလန်တွေကိုအတက်နိုင်ဆုံးစန့်ကျင်တိုက်ခိုက်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ဒီတိုက်ပွဲကိုအောင်မြင်ဖို့အတွက် အင်အားကြီးရုရှားဘီရင်အကူအညီကိုယူဖို့ဆုံးဖြတ်ခဲ့ကြရပါတယ်။ဒီလိုအကူအညီတောင်းခံလိုက်တဲ့အတွက်ပဲ18ရာစုရုရှားဘီရင်မာကြီးကက်သရင်းလက်ထက်ရောက်တဲ့အခါယူကရိန်းဟာရုရှားအင်ပါယာရဲ့လက်အောက်ကိုလုံးဝကိုကျရောက်သွားခဲ့ရပါတယ်။ဒီလိုနဲ့ရုရှားအင်ပါယာကြီးတစ်လျှောက်လုံးယူကရိန်းဘာသာစကားနဲ့စာပေတွေကိုတားမြစ်ခဲ့ပေမဲ့တာရော့ရှစ်ချန်ကိုလိုမျိုးမျိုးချစ်စာရေးဆရာတွေပညာရှင်တွေကသူတို့ရဲ့ကြပြားတွေစောင့်တည်တယ်မှာ အမျိုးသားစိတ်တက်မိကိုမငြိမ်းအောင်ထိန်းထားခဲ့ကြပါတယ်။ဒီလိုနဲ့19ရာစုတစ်လျှောက်လုံးယူကရိန်းအမျိုးသားစိတ်တက်ဟာတိတ်တဆိတ်စားပေ လောကနဲ့ပညာရှင်တွေကြားမှာပဲရှင်သန်နေခဲ့ရပါတယ်။အဲ့ဒီလိုတိတ်တဆိတ်နိုးထနေတဲ့စိတ်တက်ကြီးဟာပထမကမ္ဘာစစ်ကြီးစတင်ပြီးရုရှားအင်ပါယာကြီးပြိုလဲသွားတဲ့အခါမှာတော့ရုတ်တရက်ပောက်ကွဲထွက်လာပါတော့တယ်။1918ခုနှစ်မှာတော့အဲ့ဒီမိခဲပြဖုံးလို့ဖြစ်နေတဲ့အမျိုးသားစိတ်တက်ကြီးကပဲ နိုင်ငံရေးအသက်ဝင်လာခဲ့ပြီးသူတို့ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကိုစတင်ပါတော့တယ်။အဲ့ဒီတုန်းကယူကရိန်းပြည်သူသမ္မတနိုင်ငံကိုထူထောင်နိုင်ခဲ့ပေမဲ့တိတ်မကြခင်မှာပဲရုရှားကွန်မြူနစ်တပ်တွေရဲ့ကျူးကျော်မှုကိုခံခဲ့ရပါတယ်။ရုရှားကွန်မြူနစ်တွေကယူကရိန်းအစိုးရအစစ်ကိုဖျောက်ချပြီးသူတို့စိတ်ကြိုက်အစိုးရအသစ်တစ်ခုကိုတင်မြှောက်ခဲ့ပါတယ်။အဲ့ဒီအစိုးရအသစ်ကနေတဆင့်1922ခုနှစ်မှာတော့ယူကရိန်းကိုဆိုဗီယက်ယူနီယံတွေကိုတရားဝင်ပေါင်းထည့်လိုက်တာပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ယူကရိန်းဟာဆိုဗီယက်ကိုတွဲဖက်တည်ထောင်သူဖြစ်လာခဲ့ပေမဲ့ဒါဟာပြည်သူစံနာမဟုတ်ပဲနိုင်ငံရေးအရာတင်းတွင်းခံလိုက်ရတာသာဖြစ်ပါတယ်ဒီလိုနဲ့ယူကရိန်းဟာဆိုဗီယက်ယူနီယံရဲ့စီးပွားရေးကြောရုံးမန်နိုင်တစ်ခုဖြစ်လာခဲ့ပါတယ်မြေစည်းလောကကောင်းမွန်လို့လို့ဥရောပရဲ့ဇပကြီးလို့တောင်တင်စားခံခဲ့ရသလိုဆက်ယုံအလုံယုံတွေနဲ့လည်းပြည့်နှက်နေခဲ့ပါတယ်ဒါပေမဲ့ဒီအချက်ကပဲသူတို့ကိုဒုက္ခပေးခဲ့ပြီး မော်စကိုအစိုးရယူကရိန်းကိုကုန်ထုတ်လုပ်ပေးတဲ့စိတ်ယုံတသက်လိုပဲသဘောထားခဲ့ပါတယ်။ယူကရိန်းကထွက်သမျှအသီးအနှံနဲ့ဒဏ္ဍာရီဥစ္စာတွေကိုဘဝအစိုးရတင်းယူသွားခဲ့ပြီးဒေသခံပြည်သူတွေကိုတော့ဖိနှိပ်မှုတွေနဲ့ဆင်းရဲဒုက္ခတွေကိုသာပေးခဲ့ပါတယ်။အစိုးရဆုံးအဖြစ်အပျက်တစ်ခုကတော့1930နှစ်33ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဟိုလိုဒိုမော့အဖြစ်ပြက်ပါပဲစတာလင်ရဲ့လေမီတွေကိုအစိုးရပိုင်သိမ်းတဲ့မူဝါဒတွေကြောင့်ယူကရိန်းလူမျိုး၄သန်းလောက် အစာရေစာငတ်ပြတ်ပြီးတည်ဆုံးခဲ့ရပါတယ်။ဒါဟာသဘာဝဘေးကြောင့်မဟုတ်ဘဲလူတွေဖန်တီးခဲ့တဲ့ငတ်မမှုကြီးတစ်ခုပါ။ယူကရိန်းနီးယားဒီအဖြစ်ပြက်ကိုရုရှားကသူတို့လူမျိုးကိုဖြိုခွင်းဖို့ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်မှုအဖြစ်ဒီနေ့အချိန်ထိနာကျင်နေကြဆဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်နဲ့မျိုးချစ်စိတ်ဓာတ်များဒုတိယကမ္ဘာစစ်ရောက်တဲ့အခါမှာလေယူကရိန်းဟာနာဇီဂျာမနီနဲ့ဆိုဗီယက်တို့ရဲ့စစ်မြေပြင်ဖြစ်ခဲ့ရပါတယ်။ဒီနေရာမှာတမိုင်းကြောင်းကနည်းနည်းရှုပ်ထွေးပါတယ် ်ယူကရိန်းအများစုကတော့ဆိုဗီယက်တပ်မတော်တွေမှဝင်တိုက်ခဲ့ကြပေမဲ့တချို့ကတော့ဆိုဗီယက်တွေရဲ့ဖိနှိပ်မှုကိုမုန်းတီးလွန်းလို့ယူကရိန်းတပုံတပ်ဖွဲ့တွေအဖြစ်ဖွဲ့စည်းပြီးဆိုဗီယက်ကိုပြန်တိုက်ခဲ့ကြပါတယ်။ဒီအချက်ကဘာကိုပြသနေတယ်လဲဆိုရင်ယူကရိန်းတွေရဲ့စိတ်ထဲမှာဆိုဗီယက်အစိုးရပုံမကျေနပ်မှုနဲ့ကိုပိုင်နိုင်ငံထူထောင်လို့စိတ်ဟာမိခဲ့ပြဖုံးလို့အမျက်ရှိနေခဲ့တယ်ဆိုတာပါပဲ။ချာနိုဘယ်နဲ့လူဒုလှုပ်ရှားမှုကြီး1980ပြည့်နှစ်တွေမှာတော့ ဆိုဗီယက်စီးပွားရေးကြဆင်းလာခဲ့ပြီးခေါင်းဆောင်တဲ့ဂေါ်ဘာချော့ရဲ့ပြုပြင်ပြောင်းလဲရေးတွေစတင်လာခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းလူထုကြီးတစ်ခုလုံးကိုလမ်းမပေါ်ပေါ်ထွက်လာအောင်တွန်းပို့လိုက်တဲ့အဓိကအကြောင်းရင်းကတော့1986ခုနှစ်ချာနိုဘယ်နျူကလ িয়ার ကဆိုးကြီးပါပဲ။မော်စကိုအစိုးရဒီပေါက်ကွဲမှုကိုဖုံးကွယ်ဖို့စ조사ခဲ့ပြီးပြည်သူတွေရဲ့အသက်အန္တရာယ်ကိုလစ်လျူရှုခဲ့ပါတယ်။ဒီဖြစ်ပျက်ကယူကရိန်းပြည်သူတွေကို သူတို့ကံကြမ္မာကိုသူတို့ကိုယ်တိုင်ဖန်တီးမှရတော့မယ်ဆိုတဲ့အသည့်တရားကိုနိုးကြားသွားစေခဲ့ပါတယ်။ဒီနိုးကြားမှုရဲ့အထင်ရှားဆုံးပြယောက်ကတော့1996ခုနှစ်ဇန်နဝါရီလမှာပြုလုပ်ခဲ့တဲ့ Human Chain လို့ခေါ်တဲ့လူမှုချိတ်ဆက်မှုကြီးပါပဲ။ယူကရိန်းပြည်သူတန်းနဲ့ချီပြီးမြို့တော် Kiev ကနေအနောက်ဘက် Lviv မြို့အထိမိုင်ပေါင်း300ကျော်လက်ချင်းချိတ်ပြီးလွတ်လပ်ရေးဆန္ဒကိုငြိမ်းချမ်းစွာဆန္ဒထုတ်ဖို့ခဲ့ကြပါတယ်။ဒါဆိုဗီယက်အစိုးရကိုတုံ့လုံသွားစေခဲ့တဲ့စီးနှုံးမှုကြီးတစ်ခုပါပဲ။ 1992ခုနှစ်အဆုံးအဖြတ်ကာလ1992ခုနှစ်ဩဂတ်စ်လမှာတော့ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ဏီကုန်းဟာစတင်မာတော့တယ်။မော်စကိုမြို့တော်မှာအပြောင်းလဲကိုမလိုလားတဲ့ကွန်မြူနစ်ခေါင်းဆောင်ဟောင်းတွေကစစ်တပ်ကိုတုံးပြီးအာဏာသိမ်းဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ဒီကြိုးပမ်းမှုမှာမအောင်မြင်ပဲတိုင်းပြည်တစ်ခုလုံးအစိုးရမဲ့အခြေအနေဖြစ်သွားစေခဲ့ပါတယ်။ဒီမတည်ငြိမ်မှုကိုခွင့်ကောင်းယူပြီးယူကရိန်းပါလီမန်ကအာဏာသိမ်းပွဲဖြစ်ပြီး3ရက်အကြာ1992 ဩဂတ်စ်လ24ရက်နေ့မှာတော့လွတ်လပ်ရေးကြေညာစာတမ်းကိုအတည်ပြုလိုက်ပါတယ်။ဒါပေမဲ့ကဘာအတိမတ်ပြုဖို့အတွက်ပြည်သူစံနာလိုအပ်ပါတယ်။ဒါနဲ့ပဲ1997ဒီဇင်ဘာ1ရက်နေ့မှာတော့တနိုင်ငံလုံးစံနာခံယူပွဲကျင်းပခဲ့ပြီးမဲပေးသူ62.300ခန်းတုန်းကလွတ်လပ်ရေးကိုထောက်ခံခဲ့ကြပါတယ်။ရုရှားနဲ့နေဆက်ဒေသတွေခရိုင်းမီးယားဒေသတွေမှာပါအများစုကထောက်ခံခဲ့တာပါ။ဒီရက်လက်ထွက်ပေါ်ပြီးတာနဲ့ဆိုဗီယက်ခေါင်းဆောင်တွေဟာ ယူကရိန်းမပါဘဲဆိုဗီယက်ယူနီယံစိုက်ရက်တီးပွန်မဖြစ်နိုင်တော့ဘူးဆိုတာလက်ခံလိုက်ရပြီး1991ဒီဇင်ဘာ26ရက်နေ့မှာတော့ဆိုဗီယက်ပြည်ထောင်စုကြီးဟာတရားဝင်ပြုခွဲသွားခဲ့ပါတယ်။နျူကလ িয়ার လက်နက်နဲ့ဘူဒါဘတ်စာချုပ်လွတ်လပ်ရပြီးနောက်ယူကရိန်းမှာကြီးမားတဲ့ပြဿနာတခုကြံရစ်ခဲ့ပါတယ်။အဲ့ဒါကတော့ယူကရိန်းမျိုးပေါ်မှာကြံခဲ့တဲ့ဆိုဗီယက်ပိုင်နျူကလ িয়ার လက်နက်တွေပါ။ဒါတွေကြောင့်ပဲအဲ့ဒီအချိန်ကယူကရိန်းဟာကမ္ဘာတတိယမြောက်နျူကလ িয়ার အင်အားအကြီးဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့စီးပွားရေးကြက်သိမ်းမှုတွေနဲ့နိုင်ငံတကာဖိအားပေးမှုတွေအထူးသဖြင့်အမေရိကနဲ့ရုရှားတို့ရဲ့ဖိအားပေးမှုတွေကြောင့်1994ခုနှစ်မှာဘူဒါပက်မမိုရန်ဒမ်ဆိုတဲ့စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ရပါတယ်။ဒီစာချုပ်အရယူကရိန်းကနျူကလ িয়ার လက်နက်အားလုံးကိုရုရှားစီလွှဲပြောင်းပေးအပ်ခဲ့ရပါတယ်။အပြန်အလှန်အနေနဲ့ရုရှား၊အမေရိကန်နဲ့ဗြိတိန်တို့ကယူကရိန်းရဲ့လုံခြုံရေးနဲ့နေမြေတည်တံ့မှုကိုအမခံပေးမယ်လို့ကတိပေးခဲ့ကြပါတယ်။ ဝမ်းနေစရာကောင်းတာကဒီဂရီကဝတ်တွေက2014နဲ့2022ခုနှစ်တွေမှာဖြစ်ခဲ့တဲ့ရုရှားရဲ့ကျူးကျော်မှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ဒါကြောင့်ပြန်ခြုံကြည့်ရမယ်ဆိုရင်ယူကရိန်းရဲ့လွတ်လပ်ရေးဟာလွတ်လပ်တကူရလာခဲ့တာတော့မဟုတ်ပါဘူး။ဟိုလိုဒမောလိုငတ်မမှုခြားနိုဘယ်လိုကပ်ဘေးနဲ့နိုင်ငံရေးဖိနှိပ်မှုတွေကိုကြမ်းကြမ်းခံပြီးမှရယူနိုင်ခဲ့တာပါ။ဒါကြောင့်ပဲ1992ခုနှစ်ကလွတ်လပ်ရေးကြေညာစာတမ်းဟာစာရွက်တရက်တည်းမဟုတ်ဘဲကိုးကံကြမ္မာကိုဖန်တီးခြင်းနဲ့ လူမျိုးတစ်မျိုးရဲ့ပြင်းပြတဲ့ဆန္ဒတစ်ခုလည်းဖြစ်ပါတယ်ဒီသမိုင်းကြောင်းကိုပြင်ကြည့်ရင်ယနေ့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ1992ခုနှစ်ကမပြီးပြတ်ခဲ့တဲ့လွတ်လပ်ရေးတိုက်ပွဲရဲ့အဆက်လုံတောင်ဆုံးနိုင်ပါတယ်ဒီဗီဒီယိုလေးကနေယူကရိန်းနိုင်ငံသမိုင်းရဲ့အချိုးအခွေတွေကိုအချင်းချင်းနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ1994ခုနှစ်မှာနျူကလ িয়ার လက်နက်ကိုဆွန့်လွတ်ခဲ့တဲ့ယူကရိန်းနိုင်ငံရဲ့ဆုံးဖြတ်ချက်အပေါ်မိတ်ဆွေအနေနဲ့ဘယ်လိုများထင်မြင်မိပါသလဲဗျ။ကိုမမဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး။ နောက်လာမယ့်ကဘာတဝမ်းကစိတ်ဝင်စားစရာသမိုင်းကြောင်းရာတွေအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။ကျွန်တော်ကတော့ Andrew ပါ။